ငွေကတော့ဒူဒူတိုးတက်လာပါတယ်မြတ်ဟိုတနေ့ကိုဒီစိုင်းစိုင်းရောင်းသွားပြီပဲဆိုရင်တော့စံတိတ်ခါကြတော့လဲတိတ်ခွဲတော့ရောင်းပါမှာလေမြတ်ထရီမန်ပေါ့နော်ကျွန်တော်ရဲ့ဟိုအုံထမင်းလေးပါမြတ်အုံထမင်းဟိုကျွတ်သွန်းဦးလေးလေးပါတယ်အဲဒီမှာအုံဒီအနှစ်လေးလေးပါတယ်အုံဒီကိုလည်းကျွန်တော်တို့ကဒီဒီနေ့ချက်မဲ့ဟင်းအုံဒီကိုမနက်မှကိုသွားဆောင်ယူဒါအလုပ်တပွဲတော့ဒါအခုပွဲပြင်နေတဲ့ပုံစံက2000ပါမြတ်အုံထမင်းအလုပ်တပွဲတော့2000ပါမြတ်ဟင်းတပွဲကိုအများကြီးမချက်တာဘူးမြတ်ဟင်းတဟင်းတပွဲမှာ ငါးပွဲသားလောက်ပဲချက်တာဟင်းနေတာအမေနေတာများလာတာချက်တဲ့ဟိုဟာလေးကငါးပွဲအရန်ရောင်းကောင်းနဲ့ဟင်းဆိုရင်၁၀ပွဲဟုတ်ကဲ့ကျွန်တော်အစရတော့မမေ့ဘူးခင်ဗျကျွန်တော်ဟင်းဒီလိုလှဲလည်းမဟုတ်သေးဘူးပေါ့နော်ဟင်းလေး၁၀မျိုးနဲ့ရောင်းတာခင်ဗျဟင်းလေး၁၀မျိုးဆိုတာမှကြက်ဥကြောင်းကြော်ပါတယ်အဲကြက်ဥကြော်ပါတယ်အဲဝက်ကြော်လေးကပါမှာဟင်း၁၀မျိုးနဲ့စာရောင်းနေတာပါခင်ဗျာကျွန်တော်အစားတော့ဟင်း၁၀မျိုးကနေအခုဆိုဟင်းကဟင်းအမျိုးပေါ့ဒီနေ့ဒီနေ့ဆိုရင်ဟင်းမျိုးအဲ60လောက်ထွက်တယ်ခင်ဗျာဟင်းမျိုးမှာ60အရေးတောက်2မျိုး 好。 မည်ကကိုတော်ညီဆုံးပါနာမည်ချင်းကအဲဆိုင်နာမည်ကတော့ကျွန်တော်နာမည်ကိုအစွဲပြုပြီးတော့ဥတော်ကြီးဆိုနာမည်ပေးရတာပါ။ဟောဆိုင်ဖွင့်လာတော့တတန်းအပြည့်၃နှစ်လောက်ရှိပြီခင်ဗျာ။တောင်းနေဟုတ်။ဟောအုံနာမည်ရောင်းပစ်တဲ့အကြောင်းအရာတွေကတော့ဒီကျွန်တော်ကာဆာမာတယောက်ပဲ။အဲသူဒီပုံမှန်စားနေကြအစားအလင်းခွဲထွက်ပြီးတော့ရောင်းရောင်းကြည့်ပါလားဆိုပြီးတော့အဲပြောလိုက်တယ်။အဲပြောလိုက်တော့အဲ့ဒါကိုကျွန်တော်စနေတင်းငွေရောင်းတယ်။စနေတင်းငွေရောင်းပြီးတော့ရောင်းလာတော့ပုံမှန်နေ့တင်နေ့တိုင်းအုံနာမည်စာရောင်းပြသွားပြီခင်ဗျာ။အဲ့ဒါအဲ့ဒါလေးပါ။ ဟုတ်ကာစမာအကြံပေးလို့ကာစမာအကြံပေးတာပါဗျာကာစမာအကြံဒီဟင်းနဲ့အကုန်လုံးကလည်းဒီကာစမာအကြံပေးသည်မို့တော့လိုက်ချက်တာကာစမာတယောက်ကကြုပ်လေးစားခြင်းနဲ့အဲဝက်ချိုပေါင်းလေးစားခြင်းနဲ့အဲ့လိုဟာကိုစားခြင်းတော့ကျွန်တော်ကဒီဟိုကြိုးစားပြီးချက်ပေးတယ်အဲချက်ပေးပြီးတော့မီနူတစ်တစ်တိုးရတယ်အဲ့လိုတိုးရင်းတိုးရင်းနဲ့ဟင်းအမယ်ပေါင်းအမျိုးအမယ်ပေါင်း၄၅၀လောက်တိုးရတယ်โอเคကျွန်တော်အစရရတော့မမေ့ဘူးခင်ဗျကျွန်တော်ဟင်းဒီလိုလှဲလည်းမဟုတ်သေးဘူးပေါ့เนาะဟင်းလေး၁၀မျိုးနဲ့ကြောင်းတာခင်ဗျ ဟင်းလေး10မျိုးဆိုတာမှကျက်ဥကြောင်းကျော်ပါတယ်အဲကျက်ဥကျော်ပါတယ်အဲဝက်ကျော်လေးကပါမှာဟင်း10မျိုးနဲ့စာကြောင်းလေးတာပါခင်ဗျာကျွန်တော်အစားတော့ဟင်း10မျိုးကနေအခုဆိုဟင်းရဟင်းအမျိုးပေါ့ဒီနေ့ဒီနေ့ဆိုရင်ဟင်းမျိုးအဲ60လောက်ထွက်တယ်ခင်ဗျာဟင်းမျိုးမှာ60အရေးတောက်2မျိုးဟုတ်ဟုတ်သမင်းသမင်းကျော်စာကြောင်းတော့တော့တပွဲတော့900ပါခင်ဗျာအခုတော့သမင်းကျော်အလိုတပွဲတော့1000ပါခင်ဗျာဟုတ်ဟင်းနဲ့ဆိုရင်အော်ဟင်းနဲ့ဟင်းနဲ့ကြတော့ဟင်းပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဒီဈေးနှုန်းလေးမတူပါဘူးခင်ဗျာ ဒီအနေဆုံးဟင်းကတော့ဘဲဦးဘဲဦးလို့ပါလို့ရပါတယ်ခင်ဗျဘဲဦးတလုံးဝင်တချမ်းလုံးရှေ့ရပါခင်ဗျတလုံး1500ပါအာဟုတ်ကဲ့ဒီအုံထမင်းတီးတန်းကအလွတ်တပွဲကို2000ပါခင်ဗျဒီတူနဲ့စားတဲ့ကြက်က6000ပါခင်ဗျအာပီတိဖြစ်ရပါတယ်ခင်ဗျဘာလို့ပီတိဖြစ်ရလဲဆိုတော့ကျွန်တော်ချက်တဲ့လက်ရလေးတွေကိုကျွန်တော်ကျေးဇူးရှင်ဒီကစတမာတွေကဒါဒီတေချာလဲစားပေးလို့ဟိုဟိုကျေးဇူးအများကြီးနဲ့တင်ရပါတယ်ဒီတို့ကစတမာရှိလို့လဲဥတော်ကြီးဆိုတာဖြစ်လာတာပါခင်ဗျကစတမာမရှိဘူးဆိုရင်ကျွန်တော်ဘာကောင်းမှမဟုတ်ပါဘူး အခုလည်းဒီ customer တွေကဒီဟင်းလေးစားခြင်းလဲဆိုတော့ဒီနေ့ညမှလဲဆိုနံပါတ်ချက်ပေးပြီးပါတယ်။ဟောအဲ့လိုမျိုးဖြစ်အောင်ကျွန်တော်အနေနဲ့ကြိုးစားတယ်။အော်ဝင်ဝင်ကတော့ဒိုးတက်လာပါတယ်မြ။ဟိုတနေ့ကိုဒီစိုင်းစိုင်းရောင်းအားကြီးပဲဆိုရင်တော့စံတိတ်ခါကြတော့လဲတိတ်ခွဲလောက်ရောင်းအောင်ပါခင်ဗျဟုတ်ဒီနေ့တနေ့သာဟိုတော့ကြံလဲတပွဲသာနှစ်ပွဲသာလောက်ပဲကြံတယ်ခင်ဗျဟောအဲ့တော့ကြာတော့ကျွန်တော်ကျွန်တော်တို့စားတယ်ကိုယ်ဝန်ထမ်းလေးစားကြတယ်ခင်ဗျအကုန်ကုန်ပါတယ်ခင်ဗျ ကျွန်တော်ဟင်းလက်ကြံကို မထားဖြစ်အောင်ဟိုပြီးမှရိုက်ကြည့်လိုက်ပေါ့နော်ဟင်းတပွဲကိုအများကြီးမချက်တာဘူးညဟင်းတဟင်းတပွဲမှာငါးပွဲသားလောက်မချက်တာဟင်းတမျိုးငါးပွဲသားလောက်မချက်တာညဟင်းအဟင်းနေတာအမေနေတာများလားလားချက်တဲ့ဟိုဟာလေးကငါးပွဲအရန်ရောင်းကောင်းနဲ့ဟင်းဆိုရင်10ပွဲအဲ့လိုပဲချက်တဲ့အတွက်ဟိုချိန်ချက်တာပေါ့မာချိန်ချိန်ချက်ကြည့်ချိန်ပြီးတော့ကိုဒီကစားမဒါလေးကြိုက်တဲ့နယ်ရှိတဲ့အတွက်အဲ့ဒါဟင်းကိုပိုချက်တာမျိုးလေးပေါ့ဟုတ် ဟုတ်ရိုးသမင်းဖြူရပါတယ်ညနေ9:00နာရီလောက်ကစပြီးတော့သမင်းကြော်ပြောင်းအောင်လေခင်ဗျပဲပြုတ်လေးနဲ့ပဲဟုတ်အဲကျွန်တော်ဒီအခုဒီအခုပြန်ဖွင့်တဲ့အချိန်ကတော့ဒီ7:00နာရီ10:00နာရီပုံမှန်ကတော့ကျွန်တော်7:00နာရီခွဲလောက်သိမ်းပြီးတော့မနက်မနက်ခင်း7:00ခွဲရနေပြီးတော့ညနေညပိုင်း7:00နာရီခွဲ9:00နာရီလောက်ရှားပါတယ်ခင်ဟင်းပေါ်မူတည်ပါတယ်ခင်ဟင်းအရင်နေဝိုင်းရင်ကျွန်တော်ဟိုတိုင်တင်းလိုက်ပါတယ်ခင်အဲစနေစနေတနင်္ဂနွေဆိုတော့တောက်ကြစနေတနင်္ဂနွေမှာဆိုတော့ကျွန်တော်ဒူးစန်းချက်တာလေးရှိပါတယ်ခင်ဗျာဒီနေ့ဒီနေ့ဆိုရင်ဒီဒီ ဝတ်သားကိုနှီးလေးနဲ့ပတ်ပြီးချက်ထားတဲ့နူးအိနာပဲပေါ့နော်ဟုတ်လားအတုံးနဲ့လားအတုံးကြီးတွေပေါ့အဲအဲ့ဒါတွေပြီးတော့ဆက်မွားဆက်မွားလက်ဖက်ထောင်းလို့ပါကျွန်တော်ထူးဆန်းလေးချက်ပါလိမ့်မယ်ဟုတ်အဲ့လိုဟာမျိုးစိတ်စိတ်သားနဲ့ဆိုလဲကျွန်တော်ဒီထူးထူးဆန်းဆန်းပေါ့နော်ကျွန်တော်ဒီငပိချက်ချက်တာပေါ့နော်စိတ်သားအောင်မှကျွန်တော်ငပိစိမ်းသားလေးနဲ့ခန်းကြီးခန်းကြီးလေးနဲ့တွဲချက်ထားတဲ့ခင်းလေးပါဟုတ်တိတ်တယ်ဝက်အမဲပဇွန်ငဖဲအကုန်ရတယ်ဗျအကုန်ရတယ်မရတဲ့ဟိုဒီပုံမှန်စားနေတဲ့ဟင်းတော့အကုန်ရပါတယ်ဗျဟုတ် ်နီးနဲ့ပတ်ထားတာပေါ့နော်ဟိုကသားကိုအဲ့ဒါကျတော့အဲတော့တောက်ကြစတေတင်းလို့မှဆိုဒီဟင်းရောင်းပါတယ်ဗျာဒါအဲ့ဒါချိန်စားလို့မရဟုတ်ရောင်းတာချိန်တနေ့ချိန်မှာတော့မရောင်းပြစ်သေးဘူးပေါ့နော်ဒီတောက်ကြစင်တင်းကကျောင်းဆိုင်မှာလူအများဆုံးစားရရဲ့ဆိုကြတော့ဒီဟင်းကတော့တော့ menu အစ်စ်ပါခင်ဗျာဟိုကျွန်တော်စူးစမ်းပြီးချက်ထားပါတယ်နူးလေးနူးဤနာပဲဗျာအာကျွန်တော်ဆိုင်လေးကတော့ဒီတောင်းဝလာပါမြို့နယ်ပရိဒါလန်းတို့မှတ်တိုင်နီးမြတ်တာလမ်းမကြီးပေါ်မှာပါခင်ဗျာဒီ street food လေးပါပဲ အဲဒီမလာပိုင်းဆိုရင်ခမင်းဖြူအုံးခမင်းရတယ်ညနေခင်းဆိုရင်ကျွန်တော်တို့ခမင်းကြော်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဟုတ်ကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျာကျွန်တော်ဟိုမိတ်ဆွေမိတ်ဟောင်းမိတ်ဆွေမိတ်တွေဒီကစားမှာကျွန်တော်ခမင်းရှင်နေအကုန်လုံးလေကျွန်တော်ဆိုင်လေးကိုလာအပေးကြပါလာဆန်လာမိဆန်ကြီးကြပါဟိုအကောင်းဆုံးရှင်နာအရှိဆုံးနဲ့ကျွန်တော်ကျွန်တော်တတ်နိုင်လောက်စွမ်းလောက်ချက်ထားပါတယ်လို့ဥတော်ကြီးအုံးခမင်းဆိုင်ကိုလာအောင်အပေးကြပါဦးလို့